နန်းတော်ဆက်ထက်ပုံမြင်တဲ့စူပါတင်ချာနီးစနစ်များတင်ချာကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့တီးထားတဲ့နီလန်းတွေထဲမှာစိတ်တွက်နဲ့လှလှမြန်မြန်ဘလို့တွက်ရမလဲဆိုတဲ့နီလန်းတွေလည်းအပါအဝင်ဖြစ်ပါတယ်။တချို့သောတင်ချာစိတ်ဝင်စားတဲ့သူတွေဟာကနန်းတွေအများကြီးပေါင်းရမြောက်ရတဲ့အခါမျိုးမှာလက်တွေချေရပါမနိုင်လို့ကနန်းပေါင်းဆက်ကိုပါအသုံးပြုရတဲ့အခါမျိုးတွေရှိပါတယ်။ဒီနေ့မှာကျွန်တော်ပြပြပေးမယ့်နီးကတော့တင်ချာကိုကနန်းတော်ဆက်ထက်ပုံမြင်တဲ့လျှက်စီးနှုံနဲ့ဘလို့တွက်ရမလဲဆိုတာကိုပြောပြပေးသွားမှာပါ။အခုပြပြမဲ့နီလန်းဟာမတိသေးတဲ့သူတွေအတွက်ရည်ရွယ်ထားပြီးတော့လက်တွေစမ်းသပ်ကြည့်ဖို့လည်းတိုက်တွန်းကြပါရစေ။ ကဲဆင်းသစ်ဖြစ်နေဆိုရင်တော့စလိုက်ကြရအောင်ပါမိစွေတို့အနေနဲ့ကိန်းနှလုံးပါတဲ့ကဏ္ဍနှစ်ခုကိုမြှောက်တဲ့အခါမှာအခုလိုမျိုးစိတ်တွက်နဲ့မမြှောက်နိုင်တဲ့အတွက်ကြောင့်မလို့ကဏ္ဍတွက်ဆက်တွေကိုအသုံးပြုကြရပါလိမ့်မယ်ဥပမာအနေနဲ့ပြောရရင်တော့86နဲ့84ကိုမြှောက်လို့ရတဲ့အဖြေအား8224ဆိုတဲ့အဖြေဖြစ်ပါတယ်ဒီအဖြေကိုရဖို့အတွက်ကဏ္ဍတွက်ဆက်ဒါမှမဟုတ်ရင်တော့နှစ်ဆင့်မြှောက်ရတဲ့နည်းစနစ်ကိုအသုံးပြုကြရမှာပါဒါပေမဲ့အခုပြောပြမယ်စိတ်အတွက်နီလန်းစနစ်တွေကိုအသုံးပြုမယ်ဆိုရင်တော့အခုကိစ္စကအင်မတန်ကိုသိငယ်သိမ်းမွားတဲ့ကိစ္စတစ်ခုဖြစ်သွားမှာပါ။ ပထမဆုံးအနေနဲ့ကိန်းနှလုံးပါတဲ့မြေသည့်ကဏန်းကိုမစိုးစက်တင်နဲ့မြှောက်လို့ရတဲ့စိတ်အတွက်နည်းစနစ်ကိုပြောပြပေးမှာဖြစ်ပါတယ်။43နဲ့စက်တင်ကိုမြှောက်ရင်တော့မိတ်ဆွေတို့အနေနဲ့အเจ้าမသင်ခဲ့တဲ့ပုံစံအတိုင်းနှစ်ဆင့်မြှောက်နည်းနဲ့ပဲအသုံးပြုကြမှာပါ။ဒါပေမဲ့အခုပြောပြမယ့်နည်းလမ်းလေးကိုတစ်ချက်ကြည့်ရအောင်ပါ။ရှေ့ကိန်း၄နဲ့နောက်ကိန်း၃ရဲ့ကြားထဲမှာကွက်လက်တစ်ခုထားလိုက်ပါမယ်။ပြီးရင်တော့ရှေ့ကိန်း၄နဲ့နောက်ကိန်း၃ပေါင်းခြင်းကိုအဲ့ဒီကွက်လက်ထဲမှာထည့်ပေးလိုက်ပါ။ဒါဆိုရင်တော့အဖြေက483ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင်တော့43.71နဲ့မြောက်လို့ရတဲ့အဖြေကိုမိတ်ဆွေတို့အနေနဲ့ကဏန်းပေါင်းဆက်နဲ့တရားရှာကြည့်လိုက်ပါအဖြေကအဲ့ဒီအဖြေပဲရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့54.71ကိုမြောက်တဲ့အခါမှာလဲရှေ့ကိန်း9နဲ့နောက်ကိန်း4ရဲ့ကြားထဲမှာကွက်လက်တစ်ခုထားပြီးတော့9နဲ့4နဲ့ပေါင်းချင်း9ကိုအလင်းမှာထည့်လိုက်ပါဒါဆိုရင်တော့994ရပါလိမ့်မယ်အဖြေကလည်း994ပဲဖြစ်ပါတယ်68နဲ့71ကိုမြောက်တဲ့အခါမှာဆိုရင်တော့ရှေ့ကိန်း6နဲ့နောက်ကိန်း8ရဲ့ပေါင်းချင်းက14ဖြစ်ပေမဲ့အလင်းမှာ14ကိုတန်းထည့်လို့မရပါဘူး။30ကျော်ကဏန်းဖြစ်တာကြောင့်ရှေ့ကိန်း6ကိုတစ်ပေါင်းပေးရပါတယ်။ ဖြေကတော့948ဖြစ်ပါတယ်။ဒီနောက်ဆိုရင်တော့သဘောပေါက်ပြီထင်ပါတယ်။ကိန်းသုံးလုံးပါတဲ့ကဏ္ဍကို71နဲ့မြှောက်ကြည့်ကြရအောင်ပါ။352ဆိုတဲ့ကဏ္ဍတော့ရှေ့ကိန်းသုံးနဲ့နောက်ကိန်းနှစ်ကြားမှာကွက်လက်နှစ်ခုထားလိုက်ပါ။သုံးနဲ့ငါပေါင်းလို့ရတဲ့အဖြေနဲ့နောက်ကိန်းနှစ်နဲ့ငါမြှောက်လို့ရတဲ့အဖြေနှစ်ခုကိုထည့်ပါမယ်။ဒါဆိုရင်တော့အဖြေက3882ကိုရပါတယ်။984ကို71နဲ့မြှောက်ဖို့အတွက်ရှေ့ကိန်း9ကို9နဲ့ပေါင်းလို့ရတဲ့အဖြစ်နဲ့နောက်ကိန်း4ကို9နဲ့ပေါင်းလို့ရတဲ့အဖြစ်ကိုထည့်ပါ တစ်ဆယ်ကျော်နေတဲ့အတွက်ရှေ့ကိန်းနှစ်ခုကိုတစ်စီတိုးပြလိုက်ပါမယ်အဖြေကတော့6314ရပါတယ်နောက်တနည်းကတော့တူညီတဲ့ကိန်းနှလုံးပါကဏ္ဍနှစ်ခုကိုမြောက်တဲ့နေပါ85နဲ့85ကိုမြောက်ခိုင်းရင်မိတ်ဆွေတို့ချာချာလေးသွားမှတေးကြပါတယ်ဒါပေမဲ့အခုပြောပြမယ့်နေ့ကရိုးရှင်းပါတယ်ရှေ့ကိန်း9ပြီးရင်8လာမယ်ဆိုတာအားလုံးအသိပါ9နဲ့8ကိုမြောက်ရင်96ရပါတယ်နောက်ကိန်း9နဲ့5ကိုမြောက်ရင်တော့25ရပါတယ်ဒါဆိုရင်တော့အဖြေက9625ရပါပြီ35နဲ့35ကိုမြောက်ခိုင်းမယ်ဆိုရင်လေ ရှေ့ကိန်း၃နဲ့အစင်လိုက်ကိန်းဖြစ်တဲ့၄ကိုမြောက်ရင်ဆက်နေရပါတယ်။နောက်ကိန်း၅နဲ့၅ကိုမြောက်ရင်တော့25ရပါတယ်။ဒါဆိုရင်တော့အဖြေက1225ကိုရရှိပြီဖြစ်ပါတယ်။နောက်တနည်းကတော့ကိန်းနှလုံးပါတဲ့မြေတီကဏန်းကိုမဆိုပေါင်းချင်း30ဖြစ်တဲ့ကိန်းနှလုံးနဲ့မြောက်တဲ့နေ့စနစ်ပါ။44နဲ့46ကိုမြောက်မယ်ဆိုရင်၄ပြီးရင်လာမယ်၅နဲ့မြောက်တဲ့အခါ20ရပါတယ်။နောက်ကိန်းနှစ်ခု၄နဲ့6ကိုမြောက်ရင်တော့24ပါ။ဒါဆိုရင်တော့အဖြေက2024ကိုရရှိမှာဖြစ်ပါတယ်။ 69-63ကိုမြောက်မယ်ဆိုရင်တော့6ပြီးရင်လာမယ်9နဲ့မြောက်တဲ့အခါ42ရပြီးတော့9နဲ့3မြောက်ပြီးရတဲ့21ကိုတွဲတဲ့အခါမှာတော့4221ကိုရရှိပါပြီ။ဒီနည်းစနစ်လေးတွေကိုအိမ်မှာလေ့ကျင့်ပါများရင်တော့ကက်ကူလက်တာဆိုတာအသုံးမဝင်တော့တဲ့အရာတစ်ခုလိုတော့ဖြစ်သွားမှာဖြစ်ပါလိမ့်။အခုဆိုရင်တော့ကဏန်းတွက်ဆက်ထက်မြန်တဲ့နည်းစနစ်တွေကိုသိသွားကြလိမ့်မယ်လို့ထင်ပါလိမ့်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတော်ဆုံးတရားဖြစ်ထုံးမယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးခဲ့လို့ရပါလိမ့်။အားလုံးပဲပညာပြည့်စုံနှလုံးလာတဲ့ကျောင်းသားလူငယ်များဖြစ်နိုင်ကြပါစေ။